ားလုံးမင်္ဂလာပါခင်ဗျာတက္ကာ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုကတော့ပညာသင်ကြီးငယ်များအတွက်အဓိကရွယ်ပြီးမျှဝေပေးနေတဲ့ EFI အခမဲ့အတင်တန်းရဲ့ Fuel Ray Pressure Sensor ရဲ့အကြောင်းဗီဒီယိုပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Fuel Ray Pressure Sensor ရဲ့အကြောင်းကိုပြသနေကြပုံစံအတိုင်းနာမည်ကစပြီးအဆင့်ချင်းကြည့်ကြည့်ကြရအောင်ပါတို့ဒီစင်စာရဲ့အကြောင်းကိုနာမည်ကစပြီးတော့ ျွန်တော်ကြည့်ကြည့်မယ်ဆိုတဲ့အခါကျတော့ဖြူရဆိုတာကညီကိုတို့အားလုံးနဲ့တည်တဲ့အတိုင်းပဲစီကိုဆိုလိုတယ်ရေးဆိုတာကကျွန်တော်တို့ရေးတန်းကိုဆိုလိုတယ်ရေးတန်းဆိုတာက DC တွေတွားနေမဲ့ပိုက်လိုင်းညီကိုဆိုလိုတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့အင်ဂျင်နာ၄လုံးသုံးဓာတ်ရိုက်ဆိုင်ထားတဲ့တန်းပေါ့အဲ့တော့ကျွန်တော်တို့မြန်မာလိုပဲမြင်လွယ်အောင်ရေးလိုက်မယ်ရေးတန်းပေါ့အဲ့ရေးတန်းကိုဆိုလိုတယ် pressure ဆိုတာကတော့အားလုံးနဲ့တည်တဲ့အတိုင်းပဲ PR ဒါမှမဟုတ်လို့ရှိရင်တွန်းအားပေါ့ တော့ဒီစင်နာကိုပြောမယ်ဆိုလို့ရှိရင်ဒီ radon နဲ့မှာဒီ radon နဲ့မှာရှိနေတဲ့ C ရဲ့ PR ဒါမှမဟုတ်လို့ရှိရင် C ရဲ့ ton R ကိုအဓိကအပြင်တော့တိုင်းတာတဲ့စင်စာလို့ဆိုလို့တယ်ဒါကိုပဲကျွန်တော်တို့ fuel rate pressure စင်စာဆိုပြီးတော့ခေါ်ဆိုတယ်ပေါ့နော်ဆိုတော့ဒီ fuel rate pressure စင်စာကတကယ်တမ်း C ရဲ့ pressure ကိုတိုင်းနာလား C ရဲ့ PR ဒါမှမဟုတ်လို့ရှိရင် ton R ကိုတိုင်းနာလားဆိုတာလေးကိုအစဉ်အဆက်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် တကယ်တမ်း fuel rate pressure စင်ဆာဆိုတာကဒီ radar နဲ့မှာရှိနေတဲ့ sea ရဲ့ pressure လို့ခေါ်တဲ့တွန်းအားကိုတွေ့ကြည့်တာနဲ့တပြိုင်တည်း high pressure ပန့်ရဲ့အခြေအနေကိုပါသူကသိရတယ်။ဒါလေးကိုကျွန်တော်မြင်လွယ်အောင်ပြောမယ်ဆိုတော့ဥပမာဒါကကျွန်တော်တို့ sea tank ပေါ့။ sea tank ကနေကျွန်တော်တို့ဒီဘက်ကိုပေးလိုက်တယ်။ပေးတဲ့နေရာမှာဒီမှာကျွန်တော်တို့ high pressure ပန့်ကိုတက်လိုက်တယ်။ high pressure ပန့်ကိုတက်ပြီးတော့ဒီမှာ radar တစ်လျှောက်ကနေဒီမှာကျွန်တော်တို့စင်ဆာကိုတက်လိုက်တယ်။စင်ဆာကနေပြီးတော့မှဒီဘက်ကိုဥပမာ injector တွေရှိမယ်ပေါ့ဥပမာ ဒီကနေပြီးတော့မှပေးလိုက်တဲ့ C ကတော့ high pressure pan ကိုရောက်တဲ့အခါသူကိစ္စပြီးသွားပြီထပ်စဉ်းစားရမှာမလို့ဒါပေမဲ့ high pressure pan ကတွေမှာတွန်းလာတဲ့ C ရဲ့ပမာဏဘယ်လောက်ရှိသလဲဆိုတာကိုဒီစင်ဆာကတားရတယ်ဒါပေမဲ့တကယ်တမ်းဒီစင်ဆာတားနေတာကဒီ radar နဲ့မှာရှိနေတဲ့ C ကိုတားနေတာလို့ဆိုလိုပေမဲ့လို့တကယ်တကယ်သူ့ရဲ့မူရင်းလို့ကဒီ high pressure pan ရဲ့ တွန်းအားဘလောက်ရှိတယ်လဲဆိုတာကိုအဓိကအဖြစ်တိုင်းတာတာ ဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ high pressure ပန်းရဲ့တွန်းအားများရင်များသလောက်နည်းရင်နည်းသလောက်ဒီ injector တွေကနေပြီးတော့စီဖြန်းတဲ့နေရာအတိုင်းတာကကွာပါမှာ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့မျက်စိတွေကိုမြင်လွင်ပြောကြရမယ်ဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့တွေ brake လေခြူကြရတယ်ကလပ်လေခြူကြရတယ်ခြူကြတဲ့အခါမှာအပေါ်ကလူကမနှင်းသေးပဲနဲ့ ျွန်တော်10ကောင်ဒါမှမဟုတ်လို့ရှင်ရှစ်ကောင်တွေဖွင့်လိုက်ကောစီကကြွက်မိတန်းလေးမကြနေရကနေပြီးတော့မှတကယ်လို့အပေါ်ကလူကဘရိတ်ပဲဖြစ်စေကလပ်ပဲဖြစ်စေပယ်တယ်ကိုနင်းတဲ့အခါမှာစီက pressure နဲ့ဖြန်းဖြန်းဖြန်းဆိုပြီးတော့ကြလာတဲ့ပုံစံမျိုးပဲတကယ်လို့ဒီ high pressure ပန့်ဘက်ကတွန်းအားနည်းတယ်ဆိုလို့ရှင်ဒီ injector တွေကဖွင့်တဲ့အခါကျွန်တော်တို့ကကြွက်မိတန်းပဲကြနေမှာအဲ့ဒီအခြေအနေကနေစီကို pressure နဲ့ ကြလာဖို့ပဲဖြင်းဖြင်းဖြင်းဆိုရတဲ့ပြီးတော့ခုနပြောသလိုတွန်းအားနဲ့ကြလာဖို့ပါဆိုတော့ကဒီနောက်ကနေပြီးတော့ကျွန်တော်တို့ပယ်တယ်ကိုနင်းတယ်လို့မျိုးနင်းတဲ့နေရာ high pressure ပန်းလိုက်တွန်းအားဆိုတာကပြင်းရင်ပြင်းတော့ဒီဘက်ကနေပြီးတော့နည်းနည်းလေးဖွင့်ရင်နည်းနည်းတအားပန်းထွက်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဒီ high pressure ဘက်ရဲ့တွန်းအားကိုသိဖို့ရဒီအခုပြောနေတဲ့ re pressure sensor ကိုတုံးလိုက်တာဖြစ်တယ်ဆိုတော့ပြန်ပြောမယ်ဆိုလို့ရှိရင် re pressure sensor ဆိုတာကဒီ radar ထဲမှာရှိနေတဲ့ sea ရဲ့ pressure ကိုတိုင်းတယ်လို့ယူဆလို့ရပေမဲ့တကယ်တကယ်မူရင်းသူသိကျင်တာဒီ high pressure ဘက်ရဲ့တွန်းအားဘယ်လောက်ရှိလဲဆိုတာကိုသိကျင်တာပဲဖြစ်ပါတယ်ဒါကတော့ re pressure sensor ရဲ့အလုပ်ပေါ့နော် ဒီဟာကိုပဲကျွန်တော်တို့နောက်ထပ်မြင်ရတဲ့နမူနာတစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်အခုတကြံလဲနှီးပြီဆိုတော့ပေါ့ကျွန်တော်တို့ငငယ်ရသုံးခဲ့တဲ့ရေပြုတ်တွေကျွန်တော်တို့လက်ထိုးရတဲ့ရေပြုတ်တွေလိုမျိုးကျွန်တော်တို့နည်းနည်းလေးပဲဖြည်းဖြည်းလေးပဲတွန်းရင်ရေကနည်းနည်းလေးပဲဖြည်းဖြည်းလေးပဲသွားတယ်ကျွန်တော်တို့အားရှိရင်ရှိသလားအတကုံဖိတွန်းလိုက်လို့ရှိရင်ရေကအဝေးကြီးသွားမယ်ဒီပုံစံမျိုးပဲဒီဘက်က high pressure ပန့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့မှဒီ injector တွေကစီဖွင့်တဲ့နေရာမှာပမာဏဘလောက်ဖွင့်ရမလဲဆိုတာကို ECU ကလှမ်းပြီးတော့ဆုံးဖြတ်တဲ့နေရာမှာကွာသွားတာ ဆိုတော့ဒါကိုကျွန်တော်မြင်လို့ပြောမယ်ဒါ ECU ပဲဆိုပါတော့ဒီကအခုပြောနေတဲ့ rate pressure sensor ကနေပြီးတော့မှ di high pressure ပတ်ရဲ့တွန်းအားဘလောက်ရှိတယ်ဆိုတာကိုလှမ်းပြီးတိုင်းတယ်တိုင်းလို့မို့ဒီဘက်က signal ရလာပြီဆိုတာတော့ ECU ကိုဒီကောင်ဘလောက်တွန်းနေဒီ high pressure ပတ်ဘလောက်တွန်းနေပြီးတော့ ECU ကိုသတင်းပို့လိုက် ECU ကအဲ့ဒီချိန်မှာဒီ injector တွေကိုကျွန်တော်ရှိက injector အကြောင်းမှာလဲပြောခဲ့တဲ့အချိန်မှာ injector ရဲ့ password ကို ဒီမှာချင်းချင်းလေး width ဆိုတဲ့အကျယ်နေရာချင်းချင်းလေးပဲသူကဖွင့်စရာလိုတယ်ပြီးလို့ကျင်သူ့ရဲ့ duty cycle မှာတော့သူတို့ရှိရင်လည်း millisecond ကနည်းနည်းလေးပဲကျွန်တော်တို့ကဖွင့်စရာလိုတယ်အဲ့ဒီတော့ကွာခြားသွားတာဘာရှိလဲဆိုတော့တကယ်ကျွန်တော်တို့က high speed နင်းရပြီ RPM 3000 4000 special နင်းရပြီဆိုတဲ့အချိန်ကြောင့် injector ကကျိန်နှုံးကိုမြန်မြန်နဲ့ဖွင့်ဖို့လိုတဲ့နေရာမှာဆိုလို့ရှိရင်ဒီနောက်က high pressure ပန်းရဲ့တွန်းအားအရင်စကားပြောသွားပြီ high pressure ပန်းရဲ့တွန်းအားအရင်များရင်များသလား ျွန်တော်တို့ဒီဘက်ကနေပြီးတော့ ECU က injector တွေကိုဖွင့်ခိုင်းတဲ့နေရာမှာဒီ width ဆိုတဲ့အကျယ်နေရာလေးကိုဒီနေရာလေးကိုကြိုက်တဲ့လောက်ချုံသွားလို့ရပြီ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီကတော့မီလီဆက်ကန်ကနည်းနည်းလေးပဲပေးတယ်ဒီနေရာလေးကိုချင်းချင်းလေးပဲပေးတယ်ဆိုပြီးပဲဒီနောက်ကတွန်းဝါးကြီးပေါ်မူတည်ပြီးတော့ C ကကျွန်တော်တို့လိုချင်တဲ့အကိုအပြည့်အဝရတာဖြစ်တဲ့အတွက်ကြောင့်မလို့မောဒီ rate pressure စင်စာဆိုတာကအဓိကအပြင်တော့ဒီ high pressure ပန့်ရဲ့တွန်းအားရဲ့ အခြေအနေကိုမူတည်ပြီးတော့မှစီရတွန်းအားကိုလှမ်းပြီးတော့ဖမ်းတယ်စီရတွန်းအားကနေပြီးတော့ရတဲ့အခြေအနေကိုကြည့်ပြီးဒီ high pressure pump ဘယ်လောက်တွန်းနေပါလဲဆိုတော့ ECU ကိုသတင်းပို့တယ် ECU ကိုသတင်းပို့တော့က ECU ကဒီကောင်တွေကိုမင်းတို့မီလီဆက်ကဘလောက်နဲ့ဖွင့်ထွက်တယ်ပြီးတော့အခြေအနေကိုဒီ password တွေကိုလှမ်းပြီးတော့အကျဉ်းအကျယ်ကိုချိန်ပေးတာဖြစ်တယ်။ဒါကတော့ re pressure sensor ရဲ့အဓိကကြတဲ့အလုပ်ပေါ့။နောက်ထပ်တစ်ဆင့်ဒီ re pressure sensor တွေကကျွန်တော်တို့ကားလောက်ကမှလည်းခဏခဏကြုံမှုကြမယ်။ဘာကြောင့်ခဏခဏရှော့ကြလဲ ဒါလေးကိုကျွန်တော်ဆက်ကြည့်ကြည့်ကြဒီ refresher စင်စာတွေဘာကြောင့် short ကြလဲဆိုတာကိုပြောမယ်ဆိုတဲ့အခါကျတော့အရင်ဆုံးအနေနဲ့ဒီ refresher စင်စာရဲ့အလုတ်လုတ်တဲ့ပုံစံနဲ့ diagram အချင်းချုပ်ကိုကျွန်တော်တို့မြင်နေကြပုံစံနဲ့အရင်ပြောမှအဆင်ပြေမယ်ဒါကဥပမာအားဖြင့်ပေါ့ဒီမှာကျွန်တော်တို့ကစီလီကွန်ချစ်ကလေးရှိတယ်ဒီစီလီကွန်ချစ်လေးရဲ့တစ်ဖက်မှာ ါကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် ECU ဆိုပါတော့ဒါတစ်ခုလုံးဒီကျွန်တော်တို့ ECU ချက်အဲ့ဒီ ECU ထဲမှာမှာဒီကိုလာတဲ့ဘို့ကဘယ်ကလာလဲဆိုလို့ရှိရင် Pipe IC ပဲကျွန်တော်အလွယ်ရေးလိုက်မယ်နာမည်အစ်စ်မှန်ဒီ Pipe Regulator IC ဖြစ်တယ် Pipe IC အဲ့ဒီ Pipe IC ကဒီဘက်ကို Pipe ပေးထားတာအပေါင်း Pipe တို့ချက်ပဲဒီအနှုတ်ကလည်းဒီ ECU ထဲကိုပြန်ဝင်တာပဲဒါကအနှုတ် အပေါင်းရှိပြီအနှုတ်ရှိပြီအဲ့ဒီမှာအပေါင်းအနှုတ်နှစ်ခုရှိတဲ့နေရာကို ECU ဘက်ကို signal ဘလို့ပြန်ပို့တယ်ဆိုတာကိုပြောမယ်ဆိုလို့ရှိရင်ဒီမှာပေါ့ဥပမာဒီနေရာကကျွန်တော်တို့နှက်ရစ်ထားတဲ့နေရာ reader နဲ့မှာကျွန်တော်တို့နှက်ရစ်ပြီးစိုက်ထားတဲ့နေရာမှာဒီနေရာမှာကျွန်တော်တို့က C တွေဝင်လာမယ် high pressure band တွန်းလဲ C တွေဒီကနေဝင်လာမယ်ဒီကနေဝင်လာတဲ့အခါမှာဒီကိုတွန်းမယ် တွန်းတဲ့အခါမှာဒီဆီလီကွန်ချစ်ကလေးကဒီလိုမျိုးလေးရှိရာကနေပြီးတော့မှဒီလိုကုန်းကုန်းဖြစ်သွားမယ်ထပ်ပြီးတော့တွန်းလို့ရှိရင်ဒီလိုမျိုးကြီးတွေဖြစ်သွားမယ်ဒါလေးကိုပြန်ပြောမယ်နော်ကျွန်တော်တို့ဒီကနေပြီးတော့မှ sea pressure တိုးမလာသေးဘူးဆိုလို့ရှိရင်သူ့ငโกမူလအတိုင်းဒီ silicon ချစ်လေးကဒီလိုလေးပဲနေနေမှာတန်တန်လေးပဲဆိုပါဆိုအဲ့ဒီနေရာနဲ့ကျွန်တော်တို့ကဒီကနေပြီးတော့မှ high pressure ပန်းတွန်းနေ sea တွေဝင်လာပြီ နည်းနည်းလေးဝင်လာပြီ။နည်းနည်းလေးဝင်လာတဲ့ကောင်နည်းနည်းလေးခုံခုံလေးဖြစ်သွားမယ်။အဲ့ဒီကနေပြီးတော့မှ C pressure က higher bian နင်းလို့မို့တားတက်လာပြီဆိုရင်ဒီလိုမျိုးကြီးတားကြီးဒီကိုယ်ကိုယ်ကြီးတွေဖြစ်သွားတယ်။ဒီပုံစံကိုကျွန်တော်တို့မျက်စိတွေကိုမြင်လွယ်အောင်ပြောမယ်တို့ချင်းကျွန်တော်ငငယ်ရကစားခဲ့တဲ့လေပူပေါင်းတွေပူပေါင်းတွေပေါ့။အဲ့ဒီပူပေါင်းတွေကကျွန်တော်တို့လုံးဝမမှောက်ရသေးခင်ခြေနေမှာတို့ချင်းပုံမှန်အတိုင်းပဲဒီလိုလေးပဲ။ကျွန်တော်နည်းနည်းထပ်မို့လိုက်ပြအလုံးကြီးလား ဒီကနေပြီးတော့မှကျွန်တော်တို့လေမှုတ်တာပဲเนาะလေမှုတ်တာအတူတူပဲအဲ့ဒီကနေကျွန်တော်ထပ်မှုတ်လိုက်ပြီ pressure ထပ်ပေးလိုက်ပြီဒီမှာလိုကြီးကြီးလိုက်ဒီအတိုင်းငကိုအတိုင်းလေးပဲရှိနေရင်သူ့ရဲ့ပောက်ကွဲဖို့ရာအခြေအနေအထိရောက်နိုင်တဲ့ခုခံမှုအားကဒီမှာအများကြီးပဲအဲ့ဒီကနေလေကိုထပ်ပြီးတော့တွင်းလိုက်တယ်ဒီလောက်လောက်ရောက်သွားတဲ့အခါဒီလောက်ထပ်စာရင်ဒီလေဘူးပေါင်းကွဲထွက်ဖို့ရာအခြေအနေရာကင်တော့ပို့ပြီးတော့များလာပြီ ်များလာပြီသူတို့က तू ဝင်လာတဲ့လေပမာဏပေါ်မူတည်ပြီးတော့ပောက်ကွဲထွက်ဖို့ရာအတွက်ကိုခုခွန်နိုင်မဲ့တန်ဖိုးကဒီငကိုမူလာတိုင်းထက်စားလို့ရှိရင်ပိုများလာပြီအဲ့ဒါထက်မကတော့ဘူးကျွန်တော်တို့ကလေကိုအများကြီးတွင်းလိုက်ပြီလေကိုအများကြီးတွင်းလိုက်ပြီဆိုတော့လည်းတပြန်လဲအဲ့ဒီဘူပေါင်းကဘလို့ဖြစ်လာလဲဆိုတော့ပောက်ကွဲထွက်ဖို့ရာအခြေအနေရောက်လို့နီးနီးတည်ဖြစ်နေပြီအဲ့ဒီလိုပဲဒီမှာအတူတူပဲ ဒီမှာကျွန်တော်တို့က sea pressure ကနည်းနည်းလေးပဲဝင်လာဒီလောက်ကုန်းကုန်းလေးပဲဖြစ်အဲ့ဒီကနေပို့ပြီးတော့ sea ပမာဏများလာရင်ဒီလိုကုန်းကုန်းလေးဖြစ်လာဒီပုံစံတိုင်းပဲနောက်ထပ် sea ပမာဏပို့မြလဲဒီလိုမျိုးကိုေးလာအဲ့ဒီတော့ဒါကလည်းအခုပြောနေတဲ့လေဘူပေါင်းနဲ့အတူတူပဲကျွန်တော်တို့မြင်လွယ်အောင်ပြောမယ်ဒါကိုပဲကျွန်တော်တို့ electronic သဘောစာသဘောအရပြောကြမယ်ဟေ့ဆိုရင်ဒါကိုဒီဟာကကြတော့ ီစီလီကွန်ချစ်လေကိုးရကနေပြတ်ထွက်သွားနိုင်တဲ့အခြေအနေမျိုးပဲမြင်လွင်အောင်ပြောလိုက်တယ်အဲ့ဒီအခြေအနေမျိုးအတွက်ဆိုရင် तू ကခုခံနိုင်တဲ့အင်အားများတယ်လေနည်းနည်းလေးပဲဝင်နေတဲ့အခြေအနေမျိုးပဲအဲ့ဒီကနေကျွန်တော်စီပရက်ရှာနည်းနည်းပုံများလာများလာတဲ့ခါကျတော့ဒီလိုမျိုးခွေးခွေးလေးဖြစ်သွားတယ်အဲ့ဒီကနေစီတားများလာရင်ဒီလိုမျိုးကွေးကွေးကြီးဖြစ်သွားမယ်ဒါကို မျက်စိတွေကိုမြင်နေဖို့လိုပဲနော်ဒါကိုမျက်စိတွေမြင်မှာကျွန်တော်တို့ရှေ့ဆက်ပြောမယ့်ဟာကရှင်းလင်းမှာဖြစ်တဲ့အတွက်ဒါကိုဒီလောက်ဆိုရင်သဘောပေါက်မှာလို့ဆိုတော့ဒီကွေးသွားခြင်းဆန့်သွားခြင်းဆိုတာပမာဏပေါ့မူတည်ပြီးတော့ဘာတွေပြောင်းလဲသွားမလဲပေါ့ကျွန်တော်အဲ့ဒါလေးတစ်ချက်ထပ်ကြည့်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီဘက်ချမ်းကိုပါဖြတ်လိုက်မယ်ရှင်းရှင်းလင်းလင်းဖြစ်သွားတာဖိုက်ဖို့ regulator IC ဘက်ကနေပြီးတော့မှဒီဘက်ကိုကျွန်တော်တို့ ဖိုက်ဖို့ပေးထားမယ်ဒါကအပေါင်းအခုအပေါင်းမယ်နော်အပေါင်းအဲ့ဒီအပေါင်းနဲ့အနှုံနဲ့ကိုကြတော့ကြားထဲမှာဆီလီကွန်ချစ်ကလေးခံပြီးတော့မှဆက်ထားတာအဲ့ဒီဆီလီကွန်ချစ်လေးကသူ့အတိုင်းနေလို့ရှိရင်ခုခံမှုတန်ဖိုးများတယ်လေပူပေါင်းလို့ပြောမယ်ဆိုလို့ရှိရင်လေထိုးမသွင်းတဲ့အခါပေါက်ကွဲသွားနိုင်တဲ့အခြေအနေတွေအတွက်သူခုခံနိုင်တဲ့အင်အားကများတယ်အဲ့ဒီလိုပဲဒီဆီလီကွန်ချစ်ကလေးကလည်းတကယ်လို့ဘာပရက်ရှာမှရှိမနေဘူးဆိုလို့ရှိရင် ဒီဘက်ကနေပြီးတော့မှလာမဲ့ဖိုက်ဖို့ကဒီဘက်ကနေလာမဲ့ဖိုက်ဖို့ကဒီဘက်ကိုပြန်ထွက်သွားဖို့ရာမသွားအောင်ဆိုပြီးတော့ကန့်တတ်ထားတယ်တန်ဖိုးကများတယ်အဲ့ဒါကိုပဲခုခံမှုလို့ပြောတာဆိုတော့ဒါကိုမြင်တော့ပြောတယ်ဒီမှာကျွန်တော်တို့ရေပိုက်တစ်ပတ်ရှိတယ်ဥပမာဒီဘက်ကနေပြီးတော့မှကျွန်တော်တို့ကရေတမိနစ်ကို9လီတာနှုံတယ်ဖိုက်ဖို့ပဲနော်မျက်စိတွေကိုမြင်လျောင်ပြောတာ9လီတာနှုံတယ်ကျွန်တော်တို့ကပို့နေမယ်အဲ့ဒီနေရာမှာဒီဆီလီကွန်ချစ်လို့ခေါ်တဲ့ ခလုတ်တခုကိုကျွန်တော်တို့ကောက်တက်ထားလိုက်တယ်ဒီဘက်ကဘာလဲဆိုတော့ရှင်အထွက်ဘက်အနှုတ်ဘက်ပေါ့ဒီဘက်ကအပေါင်းဘက်ဒီမှာ signal လို့ခေါ်တာခလုတ်ဒီ signal ဥပမာဒီဘက်ကကျွန်တော်တို့ဟာ10မိနစ်ကိုရေ9လီတာနှုံအချိန်နဲ့ပေးနေတာတော့မှန်တယ်ခုခံမှုလို့ခေါ်တဲ့ဒီခလုတ်ကြီးကိုကျွန်တော်တို့ကောက်တက်ထားလိုက်တာတက်ထားလိုက်တယ်မိမမင်း9လီတာပေးပေး10လီတာပေးပေးလေမင်းပိတ်ထားတဲ့ညာမင်းဘယ်လိုသွားမလဲအဲ့လိုပဲ ဒီဘက်ကဖိုက်ဖို့ regulator အင်စီကတော့ဖိုက်ဖို့ပေးလိုက်ပြီမြန်မာဖိုက်ဖို့ပေးပြီဆဲဖို့ပေးပြီလေငါကဒီမှာခုကံမှုတန်ဖို့လေမှများများမဝင်လာသေးသလိုစီများများဝင်မလာသေးတော့ခုကံမှုတန်ဖို့များနေမင်းဒီဘက်ကလာတဲ့ဖိုက်ဖို့ကဒီဘက်ကိုဘလူးပြန်သွားမယ်အဲ့ဒီသဘောပြပို့ပြီးတော့နည်းနည်းတိုးလာပြီခလုတ်ဒီမှာရေကိုကျွန်တော်တို့ကနည်းနည်းလေးဖွင့်လိုက်ပြီ10မိနစ်ကို9လီတာဖွင့်တာမှန်မြဲသူသွားနေတာ10မိနစ်မှာ1လီတာခွဲ1.5လီတာသွားနိုင်တယ် 1.5 liter သွားနိုင်ပြီတော့အဲ့မှာကျွန်တော်တို့ကပါလဲတော် pressure နည်းနည်းလေးတိုးလာပြီဒီ clock ကိုနည်းနည်းလေးဦးလာ pressure နည်းနည်းတိုးတဲ့က signal ကိုကြာဘယ်ကယူလဲဆိုဒီကနေပြီးတော့မှ signal ဆိုတာကိုယူလိုက်တာဒီဘက်ကိုပြန်သွားတာ signal ဘယ်လိုယူလဲ main ဘယ်တော့ kue သွားတယ် main kue သွားရင်ဒီဘက်ကလာလာတဲ့ဘိုးပါ main ကနေဒီဘက်ပြန်သွားမှာအဲ့လိုပဲပို့ပြီးတော့များများ kue လာရင်ပို့ပြီးတော့သွားမှာပဲ ဒီခရုတ်ကိုမြညာဖွင့်ရင်ဖွင့်တယ်လို့နည်းနည်းဖွင့်ရင်ဖွင့်တယ်အဲ့ပုံစံမျိုးနဲ့သွားမှာဖြစ်တဲ့အတွက်ဒီ fiber regulator IC ဘက်ကလည်းပေးလာတဲ့ fiber က signal ဘက်ကိုပြန်ပြီးတော့ထွက်သွားတဲ့အခါမှာဒီ silicon chip ကလေးဘလောက်ကိုေးသွားလဲဆိုတဲ့ပမာဏပေါ်မူတည်ပြီးတော့ဒီဘက်ကို boost signal ဖြစ်ပြန်ထွက်မှာဒီ silicon chip ကလေးကိုေးသွားဖို့ဆန့်သွားဖို့ဆိုတာကဘယ်ပေါ်မှာမူတည်လဲဆိုတော့ဒီဘက်ကဝင်လာတဲ့စီပမာဏပေါ်မူတည်တာ ဒီစီပမာဏတွန်းအားနည်းတယ်များတယ်ဆိုတာဘယ်ပေါ်မူတည်လဲဆိုတာဒီဘက်ကပြောတယ် high pressure pump ကိုမူတည်တာဒါကြောင့် degree pressure sensor ဆိုတာကတကယ်တကယ်တမ်းက high pressure pump တွန်းအားဘယ်လောက်ရှိတယ်လဲဆိုတာကိုသူတီးကသိကျင်တာတိုင်းတာဒါရဲ့သူ့ကိုဓာတ်ရိုက်လှမ်းတိုင်းလို့မရတာဖြစ်တဲ့အတွက်တဆင့်ခံအနေနဲ့ C ဘယ်လောက်လာတွန်းတယ်လဲဆိုတာကိုသူကတိုင်းတာဒါကဒီ pipe regulator IC ကနေပြီးတော့မှပေးလာတဲ့ဘို့ကို signal ကနေပြီးတော့မှတဆင့် ECU ကပြန်ယူတဲ့ပုံစံဒီ rate ကဒီ rate နဲ့မှာရှိနေတဲ့ sea pressure ပေါ်မူတည်ပြီးတော့မှ ECU က signal ကိုပြန်ယူတဲ့ပုံစံကိုပြောပြတာဒီလောက်ဆိုလို့ရင်ဒီ generate နားလည်သွားမယ်ထင်တယ်နော်ဒီကျွန်တော်တို့ခုပြောနေတဲ့လေပူပေါင်းကိုပဲကြည့်လိုက် လေပူပေါင်းပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ဒီလေပူပေါင်းပောက်ကွဲနိုင်တဲ့ပမာဏဒီခုခံနိုင်တဲ့ အင်အား꽌ချသွားတယ်လို့ပဲဒီဆီလီကွန်ချစ်လေးပေါ်မူတည်ပြီးတော့ခုခံနိုင်တဲ့အင်အား꽌ချသွားမယ်ခုခံနိုင်တဲ့အင်အားနေသွားလေလေဖိုက်ဖို့ဘက်ကပေးတဲ့ဘိုးကစစ်ကနေအနေနဲ့ပြန်ထွက်တဲ့ကများများပြန်ထွက်လေလေပဲဒီခလုတ်ပုံစံနဲ့လှမ်းကြည့်လိုက်လို့ပြောပြတာဒီတော့ဆိုလို့ချင်းဒါကိုနားလည်မယ်လို့ထင်တယ်နော်ဆိုတော့ဒီစင်စာတစ်လုံးနဲ့ပဲဘာကြောင့်ခဏခဏရှော့ကြနေတယ်ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ပြောကြည့်ရအောင်ဆိုတော့ဒါကိုပြောမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကားမှာ ပုံမှန်အဖင်းဆိုလို့ရှိရင်စင်စာတွေကဆက်နှိုးတဲ့အခါတော့ဖွင့်တဲ့အခါတွေမှာအလုံးစပြီးလောက်ကြရတာလေးကြီးတဲ့ပေါ့နော်အားလုံးနီးနီးကဆက်နှိုးတဲ့အခါဒါမှမဟုတ်လို့ရှိရင်တော့ဖွင့်တဲ့အခါမှာစပြီးလောက်လောက်ကြရတယ်ကြီးတယ်အဲဒီမှာဖိုက်ဖို့ပေးပြီးအလုပ်လုပ်တဲ့စင်စာတွေအများကြီးရှိတယ်ဥပမာ IND တွေရှိမယ် ECG တွေရှိမယ် MAP တွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ blood pressure စင်စာတွေရှိမယ်ကျွန်တော်တို့အဲ့ဒီလိုမျိုးဖိုက်ဖို့ပေးပြီးလောက်လောက်တဲ့စင်စာတွေအများကြီးရှိတယ်အဲ့ဒီထဲမှာဒီ blood pressure စင်စာလည်းတစ်လုံးပါတယ် ဒါပေမဲ့ဒီ refresher စဉ်းစားရကြတော့ तू ဘလို့လှုပ်လှုပ်နေရတယ်ဆိုလို့ချင်းရယ် तू ကကားအင်ဂျင်တလုံးဆက်နှိုးတာမနှိုးတာတော့ဖွင့်တာမဖွင့်တာ ਨੇ မဆိုင်မင်း ਨੇ သူ့ကိုတက်ပြီးလို့ဆက်တစ်ကြိမ်နှိုးပြီးတာ ਨੇ ဒီပိုင်း ਨੇ तू ကအများအားလှုပ်လှုပ်ရတော့တာဒါကိုကျွန်တော်တို့မျက်စိတွေကိုဥပမာပေါ့မြင်အောင်ပြောမယ်ဒါကကျွန်တော်တို့အခုပြောနေတဲ့စီတိုင်းကြီးစီတိုင်းပြရတယ်ပြတော့မှပန့်ကနေကျွန်တော်တွန်းလိုက်တယ်ဒီမှာ regulator ဘာရှိမလဲ regulator ဘာကဒီမှာခံထားပြီးဒီမှာ high pressure ပန့် high pressure pan နဲ့ဒီဘက်ကိုတွန်းလိုက်တယ်တွန်းလိုက်တဲ့ခါမှာဒီမှာဥပမာတစ်ခုပေါ့စင်စာဒီမှာမှကျွန်တော်တို့ radar ဆိုပါစို့ high pressure pan ရဲ့တွန်းအားကကားတစ်စင်းနဲ့တစ်စင်းမတူဘူးဆိုပေမဲ့အ ਨੇ ဆုံးရှိနိုင်တဲ့ပမာဏကဘယ်လောက်ရှိလဲဆိုရင်2000 psi ကအိုင်တယ်ဆက်နှိုးပြီးတော့ slow နေနဲ့ထားထားတဲ့အချိန်မှာ 1000 psi ဒီရှိတယ် high pressure ပန်းရဲ့တွန်းကအ ਨੇ ဆုံးတော့တချို့ကားတွေမှာသလိုချင် mega pascal တိရှိတယ်တချို့ကျွန်တော်တို့အခုပြောမယ်သလိုချင်ရင် 3G ရ 4G တွေမှာသလိုချင်ရင်4 mega pascal လောက်တိရှိတယ်ဆိုတော့1000 psi ကအ ਨੇ ဆုံးနောက်ထပ်အရင်က model နဲ့နေမှာဆိုရင်ဖူးလုတ်လို့ခေါ်တယ်ကျွန်တော်တို့ heavy load တွေသုံးနေလီဘာတကုံနင်းနေတဲ့အခါမှာသလိုချင်ရင်ဘယ်လောက်တိရှိလဲ9000 psi တိရှိတယ်ဒီထဲမှာတိုင်ကီထဲမှာရှိနေတဲ့ ပန့်ကတွန်းနိုင်တဲ့အားကအားလုံးလည်းသိတဲ့တည်းအမြင့်ဆုံး100 PSI ပဲရှိတာအဲ့ဒီ100 PSI ကတွန်းရင်တောင်မှဆက်ကအေးအေးဆေးဆေးနိုးနိုင်နေတဲ့အခြေအနေကနေကျွန်တော်ဒီမှာ high pressure ပန့်ကိုကောက်တက်လိုက်ပြီးတော့ high pressure ပန့်ကနေပြီးတော့မှတွန်းအားကိုဒီ re pressure ကျွန်တော်တို့အခုပြောခြင်းတဲ့ re pressure sensor ကနေပြီးတော့မှခံထားတာဆိုတော့ဆက်ရက်လိုက်ပြီးဒီဘက်ကစီမလာတော့ဘူးဒီဘက်ချမ်းမလာတော့ဘူးမှန်တယ်ဒီဘက်ကိစ္စပြီးသွားပြီကျွန်တော်တို့စဉ်းစားရမှာလို့ဆက်ရက်လိုက်ပြီး ဆက်ရက်ယုံနေမကောက်ကျွန်တော်တို့မကျင်းတဲ့ဘက်တရီပါဖြုတ်သွားကားပါလွတ်ချသွားဒါပါဖြစ်တယ်ဒီ high pressure ပန်းရဲ့ဒီဘက်ကိုရောက်လာတဲ့ C တွန်းအားအားလုံးကိုဒီစင်စာကြီးကတောင့်ခံထားရတာဘာလို့ဒီဘက်က injector တွေမဖွင့်နေသေးတယ်မြတ်သူတောင့်ခံထားရတာသူတောင့်ခံထားရတာကဘယ်လောက်ရှိလဲဆိုလို့ချင်း2000 psi အထိရှိတယ်တဲ့အ ਨੇ ဆုံးဒီ2000 psi ဆိုတဲ့အခါကျတော့စောစောက100 psi မှာတောင်မှကျွန်တော်တို့လက်နဲ့ပိတ်ပြီးတော့ဆန်းလို့မရခဲ့တာ2000 PSI နဲ့တွန်းထားတာဒီစင်စာအချိန်ဘယ်လောက်ခံနိုင်ပါတော့အချိန်ဘယ်လောက်ကြာကြာခံနိုင်ပါတော့လူ100တွန်းတဲ့အားနဲ့လူ2000တွန်းတဲ့အားကိုရှင်းကြည့်လေမျက်စီတွေကိုကျွန်တော်မြင်လွယ်အောင်ပြောပြတာပါဒီ100 PSI နဲ့တွန်းတဲ့အချိန်တွေဒီမှာတောင်မှဒီပန့်တွေကခဏခဏပြက်နေတဲ့အချိန်တွေမှာ2000 PSI နဲ့တွန်းနေတဲ့ဒီတွန်းခံရတဲ့ဒီစင်စာကြီးကမပြက်ဖဲနေမလားအချိန်ကြာလာတဲ့အခါပြက်တာပေါ့ဆိုတော့ तू ကအခုပြောသလိုပဲတခြားစင်စာတွေနဲ့မတူတဲ့တစ်ချက်က ဆက်နိုးတာတော့ဖွင့်တာတွေသူနဲ့မဆိုင်ဘူးသူ့လုံးမဟုတ်ဘူးသူ့ဘက်က signal ပြန်ထွက်တာ မထွက်တာဆိုတာကတပိုင်းဒါပေမဲ့အများတန်းသူက2000 psi တွန်းခံထားတာဖြစ်တဲ့အတွက်သူကအများတန်းအလုပ်လုပ်နေရတာဆောစောပြောတဲ့ ECD စင်စာဆိုတာကရေပူလာမှပူလာအေးလာဆိုတာ ECU ကိုသတင်းပြန်ပို့ရတာ ID ဆိုတာကဝင်လာတဲ့လေပေါ်မှုတီးပြီးသတင်းပြန်ပို့ရတာ MAB ဆိုတာက မန်နီပိုးတွေမှာရှိတဲ့ဘယ်လိုလူပြည်ရှာကိုသတင်းပြန်ပို့တာဒီပုံစံမျိုးကြမ်းနဲ့စင်စာတွေအများစုကဆက်နှိုးတာဒါမှမဟုတ်လို့ရှင်တော့ဖွင့်တာစတဲ့အခြေအနေတွေเนี่ยစပြီးလှုပ်လှုပ်ရပြန်ဒီစင်စာကအများရန်ကြီးလှုပ်လှုပ်နေရတာအများရန်လှုပ်လှုပ်နေရတဲ့အပြင်သူ့ကိုတွန်းလာတဲ့ပမာဏကလည်းအနည်းဆုံး2000 psi တိရှိတယ်ဆိုရတာကကျတော့ဒီစင်စာကြာရင်ပြက်တာပြက်တာကသူကပြက်တာတော့ဟုတ်ပါပြီစင်စာပြက်တာဒီတိုင်းလေးပြက်သွားရင်တော့ခိစ္စမရှိဘူးဒါသူ့ကိုပေးတဲ့ဟာကပေးတဲ့ power supply ဆော့ဆော့ညီကိုတို့ပြောထားတယ်လို့ပဲ fiber regulator IC ကနေပြီးတော့သူ့ fiber ပေးထားတာဒါကြောင့်ဒီ fiber regulator IC ကပေးထားတာကသူ့တစ်ခုတည်းပဲပေးတာလားဆိုတော့တခြားဆော့ဆော့ပြောတဲ့ ECG တွေ IAD တွေ MAB တွေတာဘူး pressure sensor တွေစတဲ့ fiber ပေးတဲ့ sensor တွေဒီမှာလည်းပေးဒီမှာလည်းပေးဒီမှာလည်းပေးဒီမှာပတ်လည်ရပြီးတော့သူ fiber regulator IC က fiber လေးကို regulate လုပ်ပြီးတော့ကျွန်တော်တို့ fiber တွေတက်တက်မရဲသွားအောင်သူကပေးထားတာပေးထားတဲ့အချိန်မှာဒီကောင်ကြီးထပြက်ရော ထပြတဲ့ခါပဲဒီကိုဖိုက်ဖို့အနေနဲ့ပေးတာမမယ်ဒီကောင်ပြတ်တဲ့ခါမှာဒီဘက်ကိုပြန်ဆောက်ပြန်ဆောက်တဲ့ခါမှာဒီဖိုက်ဖို့ regulator IC ကိုပြန်ဆောက်ပြန်ဆောက်တဲ့အခါဘာဖြစ်သွားလဲဆိုတော့ဖိုက်ဖို့ regulator IC ကသူကဖိုက်ဖို့ပဲအဲ့ကြားထဲမှာ regulator ဆိုတဲ့ဟာပါတယ်နော်စကလုံး regulator ဆိုတာကဘာလဲဆိုတော့အမြဲတမ်းတက် regulate လုပ်ပေးတာချိန်ပေးတာအဲ့ regulate လုပ်ပေးတာတဲ့ဟာကသူ့ကိုဘက်ပြန်ဆောက်တဲ့အခါမှာ ။ तू သိတာကသူ့ကိုဘက်ပြန်ဆောက်လာပြီပဲသိတာ။ဒီစင်သာကလားဒီစင်သာကလားဆိုတော့ तू မသိဘူး။ဆိုတော့ဘယ်စင်သာမှ तू မသိတဲ့ကတွေ့တဲ့စင်သာရဲ့ကုတ်တွေကုန်ချပြီ။ ID ကုတ်တွေထုတ်ပေးလိုက် MAP ကုတ်တွေထုတ်ပေးလိုက်စတယ်။ကုတ်ပေါင်းစုံကုန်ထုတ်ပေးရ။ဒီပြချက်မျိုးကအားလုံးလက်ကြုံမှုကြမှာပါ။ဒီ re pressure sensor ရှော့ကြလို့ဘုံ channel sensor ကုတ်တွေပါအကုန်တက်ပြီးတော့ cassette မနိုးဘူးဆိုပြီးတော့ဖြစ်တတ်ကြတာတကယ်တကယ်တမ်းကပြောမယ်ဆိုရင်ဒီ re pressure sensor တလုံးနဲ့ပဲမကောင်းယုံနဲ့ဆိုလို့ချင်းဆက်နိုးတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တခြားဒီဘက်မှာဆက်နိုးလာနိုင်တဲ့ဥပမာတစ်ခုပေါ့တခြားဟိုဒီဇယ်တွေမှာသလိုချင်းရင်ကျွန်တော်တို့ဘူပရက်ရှာစင်ဆာတွေလိုဘာတွေအဲ့လိုစင်ဆာတွေရှိသလိုအမ်ဟိုကျွန်တော်တို့ဓာတ်စီတွေမှာသလိုချင်းလဲ MAP တွေဘာတွေ ECD တွေစတဲ့ IND စတဲ့တခြားဆက်မနိုးနိုင်တဲ့စင်ဆာတွေကြောင့် ဒီ5 volt regulator IC ဘက်ကနေပြီးတော့မှ voltage signal မရတဲ့ကဆက်မနိုးတာဒီ raise pressure sensor ကြောင့်ဆက်မနိုးတာမဟုတ်ဘူးဒါကိုတော့ရှင်းထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့တခါတလေ raise pressure sensor မကောင်းလို့မို့ဆက်မနိုးတာဆိုပြီးတော့တရသေးကြီးတွက်တတ်တယ်။တကယ်တမ်း raise pressure sensor မကောင်းတာကဒီ radar နဲ့မှာစီပမာနာတွန်းထားနိုင်လို့ချင်းဒီကောင်းဆက်နိုးမှာပဲစီစီဖြန်းရင်ဆက်နိုးမှာပဲ။ဒါပေမဲ့ဘာလဲဆိုတော့တခြားကျွန်တော်တို့ဒီ injector ကိုစီဖြန်းအောင်ဆိုပြီးတော့ signal ပေးနေရတဲ့ စင်စာတွေကအများကြီးရှိတယ်အဲ့ဒီစင်စာတွေရဲ့ data ကလည်းအခု fiber regulator IC ကထွက်တဲ့ဘိုးကကမောက်ကမတွေဖြစ်ပြီးတော့စင်စာ signal ကိုဖြတ်ချထားပြီးတော့ဒီကားလေပြီးတော့ဆက်မနိုးတော့တာတရခံကတော့ဒါပဲပေါ့ဒီစင်စာကပြက်လို့တော့မှန်တယ်ဒါပေမဲ့ဒီစင်စာကပြက်တာကသူ့အတူပြက်ရင်တော့ကြောင်းမဆန်းဘူး fiber regulator IC ကိုပြန်စောင့်တဲ့အခါအဲ့ဒီစင်စာကနေအဲ့ဒီ IC ကနေပြီးတော့ fiber ပေးထားတဲ့စင်စာမှန်တယ်နဲ့အကုန်ပြက်တနာတက်တာပြက်တနာတက်ပြီးတော့ကျွန်တော်တို့ဟို plug wire မီးမထွက်တာတွေဥပမာအားဖြင့် ျွန်တော်အင်ဂျာနာစီမံဖြန်းနိုင်လေးစားတဲ့ပြဿနာဘောင်းဆောင်အကုန်စီတန်းဖြစ်ပြီးတော့ဆက်မနိုးတာဒါပေမဲ့အများဆုံးထင်တာကဒီစင်စာပြက်လို့ဆက်မနိုးတာလို့ပဲထင်တာအဲ့ဒီလိုမျိုး rate pressure စင်စာ short ကြလို့ဆက်မနိုးတဲ့ကားဆိုညီကိုတို့မယုံရင်ဒီစင်စာဆော့ကတ်ကိုဖြုတ်ပြီးတော့ဆက်နိုးကြည့်ပါလားနိုးလားမနိုးလားဒါဆိုအဖြေထွက်သွားမယ်ကျွန်တော်ပြောရဲဟုတ်လားမဟုတ်လားညီကိုတို့သိသွားမယ်ဒါကဘာလဲဆိုတဲ့အခါကျတော့ဒီကောင်ပြက်လို့ဆက်မနိုးတဲ့ကားလည်းရှိကောင်းရှိနိုင်တယ်ကျွန်တော်ကဒီစင်စာပြက်လို့ ဆက်မနိုးတာလားဒီစင်စာကနေပြီးတော့မှအခုပြောသလိုဘတ်ပြန်ဆောက်လို့တခြားစင်စာတွေမှာပြဿနာတက်လို့ဆက်မနိုးတာလားဆိုတော့သိကျင်လို့ဒီဆော့ကတ်ကိုဖြုတ်ပြီးကျွန်တော်ကဆက်ကို6ဆီးလောက်တိတိကျွန်တော်ဆန်းဘူးလို့ဒီစကားကိုကျွန်တော်ပြောပြတာပြဒါကတော့အတွေ့အကြုံ share ပြတာပါကျွန်တော်သိကျွန်တော်တက်ပုံစံနဲ့တော့ပြောတာမဟုတ်ဒါလေးကိုတော့ကျွန်တော်ကြိုပြီးတော့ပြောချင်တာပေါ့နော်ဆိုတော့တခြားဆိုလို့ရှိရင်ဒီ rate pressure sensor သုံးပင်ရဲ့အကြောင်းသူအဓိကဘာကိုတိုင်းတယ်လဲဆိုတာရဲ့သူ့ရဲ့အဝရင်းဒိုင်ဂရမ်ပုံစံအကြမ်းမြင်အလုပ်လုပ်ပုံသဘောတရားနဲ့သူ ဘာကြောင့်ရှော့ကျတတ်တယ်လဲရှော့ကျတတ်လို့ရှိရင်ဘာကြောင့်ဆက်မနိုးတယ်လဲဘယ်လိုပုံစံနဲ့ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အနေနဲ့အချင်းချုပ်အားဖြင့်မြင်လည်နိုင်မယ်ထင်တဲ့ပုံစံနဲ့ပြောပြပေးတာပါနောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီ wave pressure sensor ပဲလေးပင်လာတဲ့ဝါရင်းဒိုင်ဂရမ်ပုံစံကိုလည်းအခုပုံစံမြင်လည်တဲ့ပုံစံပြပေးမယ်ပြီးလို့ရှိရင်ငါးပင်လာတာကိုလည်းပြပေးမယ်ပြီးလို့ရှိရင်ဒီ wave pressure sensor တွေရဲ့တိုင်းတာလို့ရတဲ့ တံပိုးတွေကကားတစ်သင်းနဲ့တစ်သင်းဘယ်လိုခြားနာလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ရိုးရိုးကျွန်တော်တို့ဘားတွေနဲ့ပြတာတွေကီလိုပါစကယ်နဲ့ပြတာတွေမဂါပါစကယ်နဲ့ပြတာတွေဒီခြားနာချက်တွေအားလုံးကိုကျွန်တော်တင်ပေးပါမယ်ဆိုတော့အကယ်၍ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတာတွေနားမလည်တာတွေရှိလို့ရှင်တော့ဒီဗီဒီယိုရဲ့ comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးလို့ရပါတယ်စကားမဆက်ပြောရမယ်ဆိုလို့ရှင်တော့အကယ်၍ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ပါသေးဘူးဆိုလို့ရှင်တော့ subscribe လုပ်ပြီးအားပေးကြဖို့လည်းကျွန်တော်တောင်းဆိုပါတယ်။ Facebook page မှာသလိုရှင်လည်း like and follow မလုပ်ရသေးဘူးဆိုလို့ရှိရင် like and follow လုပ်ပြီးတော့ update ကြကြဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်၄ပင်၅ပင်နဲ့ rate pressure စဉ်းစားတဲ့အကြောင်းကိုကျွန်တော်တို့ပြောတဲ့ video မှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျာ